အောင်ရဲချင်းရဲလို့ရတယ်။ဘယ်ဘာဖြစ်နေရလဲ။မင်းဘာဖြစ်ချင်နေရလဲ။မောင်မီဖျားဖြစ်ချင်တာ။အစမင်းမှတော့ဘွားရှက်တာပေါ့လေ။ကိုကတော့ဟုတ်တယ်ဟုတ်တယ်။အဲရှက်နေတဲ့အချိန်မှာတိုင်တော့တော့မရှက်နဲ့တငယ်ချင်းလေးရဲချလိုက်လှုပ်ချလိုက်စသဖြင့်ဟုတ်တယ်။တော့ရိုက်ရိုက်ယူပါတယ်စင်းလေး။တိုင်တော့ကျွန်တော်တို့သူတို့ဆိုတာရင်ကလေးပေါင်းခဲ့တဲ့တငယ်ချင်းလေးဆိုတော့အင်းတောင်တောင်ကအတီးတက်လုပ်တယ်ဆိုလို့ရှိရင်တောင်တောင်ကြီးချင်းလား။ဘယ်နိုင်ရင်မြင်ပြီးတော့လေ။ ဟုတ်မမရဟုတ်မမရအရှိမသစ္စာရှိကြောင်ဘလောက်ပဲကြွေးကြော်ပြကြွေးကြော်ပြနောက်ွယ်ရောက်လို့ရှိရင်အမီးလေးတော့နည်းနည်းစားချင်ကြတဲ့သူကြီးညံခုံပါတယ်အမှန်တမ်းပြောရင် character ကလည်းအရန်ဟို heavy ဖြစ်တယ်ပေါ့နော်ရိုက်ထက်တဲမှာဆိုလို့ရှိရင်လည်းတော်တော်ကို အရန်လောက်ခဲ့ရတဲ့ရုပ်ရှင်လို့လည်းပြောလို့ရရပေါ့နော်အဲ့အတွက်ကိုเจ้าဒီအတာတယောက်ဖြစ်တဲ့အတွက်ဇက်ကိုပိုပဲကြွစေခြင်းနဲ့ပေါ့နော်ကိုเจ้าဒီဇက်ကြီးအဲကာရက်တာကိုမဖြစ်မှအရန်ဆိုတာပေါ့ဘိုးကဇကားတကားရိုက်လို့ရှိရင်အဲ့အဲ့ဒီဇကားတွေကကာရက်တာပဲဖြစ်ချင်တာရတနာဘိုးဆိုတာကိုပျောက်ချင်တာပေါ့နော်အဲ့အတွက်အများကြီးကြိုးစားခဲ့ရပါတယ်ဟုတ်သူ့ရဲ့မျိုးသားအတွက်လောက်အပ်ချင်တာဒါမင်းလုံးလုံးပြရမတွေ့ရကြတယ် အငားမရဖြစ်ခေါ်တော့ခေါ်ပြီးမှခုနဘိုင်လာပြီးဖြစ်နေတာလေသတ် exclusively from Golden Valley. ဟာဘိုးရတော့ခုနကလိုအရင်ကလေးကဒါနောက်တော့ပေါ့ပေါ့သူ့လည်းပြောပါတယ်ဟိုဟောက်တိုင်းဟောက်တိုင်းသူတစင်းပြီးတစင်းကိုပို့ပို့ပြီးတော့ idea ကောင်းလာတော့ကျွန်တော်တို့အာဇကားတွေမြိုက်ခင်ပါတယ်သူဇကားပေါင်းများစွာရိုက်နေတယ်ရိုက်နေတဲ့အချိန်ဟုတ်တယ်လေမှန်တယ်ပဲလေဒီလေးရိုက်ပါတယ်အဲ့တော့ဟိုဖြတ်ချက်တဲ့ကောက်ပါအဲ့တော့အခုအခုနောက်ပိုင်းကသူတဖြည်းဖြည်းနဲ့သူ့ရဲ့ရင်းကျက်လာမှုနဲ့တူတူပေါ့နော်တခါတည်း ဟို identify ဆိုင်ရမှာဆိုရှင်လေဘာမှဟို process ကလက်ကြည့်စရာမလိုအရင်တကားထက်တကားပို့ပို့ပြီးကောင်းလာတာပေါ့နော်ကျွန်တော်ကခုနကတော့ပြောလို့ပေါ့နော် pressure တွေဆိုလို့ရှိရင်အာအမှန်တိုင်းဝင်ခဏပါများသောအားဖြင့်ဆိုလို့ရှိရင်တိုင်းတော့ရဲ့ pressure ပဲကြောင့်တက်ဖြစ်တာများတယ်အခြားသူတွေရဲ့ pressure ဆိုလို့ရှိရင်တော့ကျွန်တော်ယုံမှာပဲဟိုခြားသူရဲ့ကားတွေဆိုလို့ရှိရင်ကျွန်တော်ယုံမှာတက်ကြည့်ပြပါတယ်တကယ်ဒီပြိတ္တအစစ်နဲ့တွက်ကြည့်ပြီးတော့အဲ့ပြိတ္တတွေရဲ့ခံစားမှုပေါ့ကျွန်တော်ဝင်ခံစားပြီးကြည့်တာပေါ့နော်ဒီကားလေးကတော့ဒီမောက်မီပြားကားကတော့ဟိုပါပေါ့နော်ဒီ ထွေလာမတက်ခင်ကလွန်ခဲ့တဲ့3-4လလောက်ကတည်းကကျွန်တော်ပြလာပြီးသားဆိုတော့ကျွန်တော်ကတိထားပြီးပေါ့နော်အဲ့ဒီကကျွန်တော်ပြောပါတယ်ဒီကားလေးတကယ်ကြီးအရန်ဟိုမြန်မာပြည်သက်တွေအရန်ကြိုက်မဲ့ကားမျိုးလေးဖြစ်မှာလို့ဘာလို့ဆိုတော့ဟိုလူကအတွဲဆက်ကလည်းသူလက်တိုင်လို့ဆိုရှင်ဟိုအရင်အရင်ဇိုက်ကူလာဆိုဟာတကားဟာတကားလေးပြင်ကူလာဒီဒီလိုမျိုးအတီတက်မှာဆိုရှင်ညာလုံးကအာသူသူတင်ကိုယ်တွေပြန်ဖြုတ်ကြတာဆိုတော့အကောင်းတယ်ပေါ့နော်အိုက်တမ်မဆိုင်အောင်ပေါ့နော်အောင်ရဲချင်ရဲလို့ရတယ်ဖြစ်ပါဖြစ်နေရတယ် မင်းဘာဖြစ်ချင်နေရလဲ။မောင်မီဖျားဖြစ်ချင်တာ။ရင်ရင်ခုန်ပါတယ်။အမှန်တမ်းပြောရင် character ကလည်းအရန်ဟို heavy ဖြစ်တယ်ပေါ့နော်။ရိုက်ထက်တဲမှာဆိုလို့ရှိရင်လည်းတော်တော်ကို အရန်လောက်ခဲ့ရတဲ့ရုပ်ရှင်လို့လည်းပြောလို့ရရပါတော့။အဲ့တော့ကိုကြောင်ဒီအတ္တတယောက်ဖြစ်တဲ့အတွက်ဇက်ကိုပို့ပဲကြွစေခြင်းနဲ့ပေါ့နော်။ကိုကြောင်ဒီဇက်ကြီးအဲကာရိုက်တာကိုမဖြစ်မှအရန်ဆိုတာပေါ့။ဘိုးကဇကားတကားရိုက်လို့ရှင်တော့အဲ့ဒီဇကားတွေကကာရိုက်တာပဲဖြစ်ချင်တာ။ယရနာဘိုးဆိုတာကိုပျောက်ချင်တာပေါ့နော်။အဲ့တော့အများကြီးကြိုးစားခဲ့ရပါတယ်။ဒါဒါဒါကဘာလို့ပေါ့နော်။အခုဇကားဒီဒါရိုက်တာမင်းမပေါ့လေ။ အဲ congratulation လုပ်ပါတယ်ဘာလို့လဲဆိုတော့ driver ရဲ့လမ်းညွှန်မှုအောက်မှာတရုတ်ဆောင်တွေတော့တွားရတာဆိုတော့လေတရုတ်ဆောင်တွေပုံပုံမမြင်နေတာတဲ့ကိုထပ်နောက်တစ်ဆင့်ထပ်မြင်ရတဲ့ပုံစံလိုရဖို့အတွက်ကသူတရုတ်ဆောင်တွေကိုအဲဂျိုက်ဂျိုက်နေတဲ့အချိန်တော်တော်များညှိယူရတာဟိုဘိုးကြီးဆိုလို့ရှိရင်အမြဲသူ့အိုက်နဲ့ကောင်းမိတာဒါပေမဲ့ဒီလိုဟာမျိုးပေါ်မှာသူနောက်ထပ် ဘလို့လေးခြုံထက်လာပြီးဒီကားမှာပို့ပြီးတော့တမျိုးစမ်းနေမလဲဆိုတဲ့ဟာတခုကိုသူ့ကိုလည်းတွေးတွေးတွေးထားပုံရပါဘူးအရှိမသစ္စာရှိကြောင်ဘလောက်ပဲကြွေးကြော်ပြကြွေးကြော်ပြနောက်ွယ်ရောက်လို့ရှိရင်အမြင်လေးတော့နည်းနည်းစားချင်ကြတဲ့သူကြီးအဒီကားမှာလည်းပဲအာပြစ်တက်တွေအရင်တော့ဟိုစကြည့်ဘူးတဲ့ကားရင်နည်းနည်းလေးတော့ကြွားချနေပါလိမ့်မယ်အဲဒါနာဘောတိုင်ရောပေါ့နော်အမက်ယူရောပေါ့အင်းသူ့ရဲ့မျိုးသားအတွက်လောက်အပ်ချင်တာဒါမင်းလုံးလုံးပြရမတွေ့ရကြပါဘူး မရဖြစ်ခေါ်တော့ခေါ်ပြီးမှခုနဘိုင်လာပြီးဖြစ်နေတာလေအိမ်အောင်ရေးตายအောင်မှုဖြင်းရှင်းနဲ့နီးလာဖောက်ပြန်နေဆိုတော့မင်းကုန်လဲအပြေအောင်ပြုတ်လိုက်တငင်ချင်းပြည့်ရဲ့လားငါအရင်အများကြီးကောင်းနေပြီပြေးပေါ်ရည်အေးဟုတ်တယ်လားအရင်ကောင်းပါလေရှမ်းကောင်းပါလေ It is very nice very nice I like it သမရန်ပြောရင်ဒီတိုင်ုံတို့ထူအောင်လို့ねခွီနေကြ哦ဒီလားသူတို့ ਨੇ ခွီရဲ့အဲ့အတွက်ကမ်စီမိဘွားလေအဲ့လိုဒါတငယ်ချင်းတွေလို့ဖြစ်နေရောလေတော်တော်လေးဟိုလေအဲ့လိုအစပိုင်းမှာတော့ဘွားရှက်တာပေါ့လေကိုကတော့ဟုတ်တယ်ဟုတ်တယ်အဲရှက်နေတဲ့အချိန်မှာတိုင်ုံကတော့မရှက်နေတငယ်ချင်းလေးရဲချလိုက်လှုပ်ချလိုက်ဆိုတာဟုတ်တယ်တော့ရိုက်ရိုက်ယူပါတယ်စင်းလေးတိုင်ုံတို့ကျွန်တော်တို့သူတို့ဆိုတာရင်ကလေးပေါင်းခဲ့တဲ့တငယ်ချင်းတွေဆိုတော့အင်းတောင်တောင်ကအတီးတက်လုပ်တယ်ဆိုလို့ရှိရင်တောင်တောင်ကြီးချင်းလားခုနကြီးမြင်ပြီးတော့လေ ဟုတ်ဘူးမရဟုတ်ဘူးမရဘူးညဘလုံးမကိုအဲ့တင်းလို့မရဘူးနော်ဒါပေမဲ့ဒီကားမှာကြည့်ရတယ်တော့လုံးဝ၃ဟောင်းလုံးဝ၃ပွင့်ဆိုင်မှာတော်တော်လေးကို strong fit တဲ့ဒီကက်မစူတစ်ခုကိုခံစားမိတယ်ပေါ့နော်အဲ့တော့ဒီကားလေးကအဲကျွန်တော်ဒီဇင်ဘာလ12ရက်နေ့ကြာလို့ရှင်ပြည်သက်တွေနေမြက်ဝါးတွေနေကိုတိုင်ကိုရဂျုံမှာသွားကြည့်လို့ရတော့မှာပါအဲ့တော့ဂျုံတင်ပြတတ်တဲ့ခါကြာလို့ရှင်လေတနင်္ဂနွေလုံးမှာရှိနေတဲ့ပြည်သက်တွေကဒါရောက်ရှိရှိအားပေးဝင်းရံဖို့အတွက်ကိုကျွန်တော်တို့မောင်နှမနှစ်ယောက်ကနေဖိတ်ခေါ်ကြပါမယ်ရှင်